Welcome back to my channel. ဒီနေ့ကတော့ဘူဒီဟင်းကျွင်းရင်းလေးရှင်းမှာဖြစ်ပါတယ်။ဘူဒီဟင်းကျွင်းရင်းလေးရှင်းဖို့ဘူဒီလေးကိုအနေတော်လေးလေးထားပါတယ်။ပြီးရင်ကျသွန်ဖြူကျသွန်နေခရမ်းကျင်သေးတစ်လုံးထည့်မယ်။ပြီးရင်စာဟင်ခမ်းမုံအာ စနုံမုံရဲ့ပစွန်ချောင်းမုံလေးရဲ့စိမ်းစံကပီလေးနည်းနည်းရဲ့ထည့်မယ်ပြီးရင်စီလေးရလည်းနည်းနည်းလေးပဲထည့်ပြီးတော့သမအောင်နေလိုက်ပါမယ်လုံးချက်ကလေးချက်မှဖြစ်ပါတယ် သမအောင်လေးနေပြီးသွားပြီဆိုရင်မိဖို့ပေါ့တင်ပြီးတော့ရေလေးအနှဲငယ်ထည့်ပြီးတော့စပြီးတော့လုံးပါမယ်ရှင်ဤလေးစုလိုက်ရင်မှွေပေးပါမယ် ဒီရေလေးတွေကျသွားတဲ့အထိတည်ရမှာဖြစ်ပါတယ်။တခဲညင်သေးလေးလည်းအဲကြည်သွားအောင်မှုေပါမှုေပါမယ်နော်။ရည်လေးတွေခမ်းလာပြီဆိုတော့မှတခြားလေးໝွေပြီးအဲကိုစားကျင်သလောက်အရေနေထားပါတော့ထည့်လို့ရပါတယ်အရေတောက်ခွာတာကြိုက်တဲ့လူကများများထည့်ပါတော့ အဲရေတောက်ရသိမ့်ကြိုက်ဖက်ကလေးတွေမြများစားခြင်းနဲ့ဆိုရင်တော့အဲတင့်တော်တယ်လို့ထည့်လို့ရပါတယ်ကိုစိတ်ကြိုက်ပါအဲ့ဒီရေလေးအဲပုတ်ပွဲစူပြီးပြီးအဲရေလေးကလည်းကြပြီဆိုတော့မှအရသာလေးမြည်ကြည့်ပါမယ်နော် တော်တော်လေးအဲပပွက်ဆူလာပြီဆိုတော့မှရတာမြည်ကြည့်ပြီးတော့လိုအပ်တဲ့အရာသာကိုထထည့်လိုက်ပါတယ်ကျမကစားလေးနေငယ်ပေါ်လို့ထထည့်ထားပါတယ်နောက်ဆုံးမှာတော့စူးပုတ်လေးအုပ်လိုက်ရင်ပြည့်ပြည့်စုံတဲ့ပူတီဟင်းကြိုလေးရပါပြီမှုန်းနေရပဲရှင်စုပ်ပုတ်လေးခက်လိုက်ခြင်းအပြင်ပေါ့နော်ဒီစိမ်းသာငပိအနံ့လေးတွေယူစုံကြောင်းနံ့လေးတွေပျောက်သွားပြီးတော့အနံ့လေးကမှုမှုလေးဖြစ်သွားတယ် ်ဟူတီဟင်းကားနဲ့စားဖို့ဒီမှာကအတွဲဆက်လေးနေနဲ့ငါကြော်မယ်မယန်းတီထောင်းပါမယ်ဒါလေးကတော့ငချင်းဖြူလေးတွေကိုစားစနွန်အဲဟင်းကြုံမုံလေးထည့်ပြီးတော့နေပြီးတော့ကြော်ရတာဖြစ်ပါတယ်ဒါကတော့ جماعه ဘူတီဟင်္ဂါလီနဲ့အရင်လိုက်ဖက်တဲ့အမယန်းသီးလေးထောင်းဖို့ပြင်ဆင်နေရဖြစ်ပါတယ်။မယန်းသီးလေးတွေကိုအစားရည်လေးနဲ့တခြားလေးစေးပါမယ်။ မယန်းသီးအနုလေးတွေဆိုရင်အထဲကအစေလေးတွေထုတ်ဆရာမလို့ပါဘူးနည်းနည်းရင်တော့မယန်းစိလေးတွေထုတ်ပေးရပါမယ်ရှင် မယန်းသီးလေးထောင်းမှုအဲစပြီးတော့ပြင်ဆင်ပါပြီအဲငရုတ်သီးလေးအစိမ်းလေးကို ကိုစားနိုင်တဲ့လောက်လေးထည့်ပါမယ်ပြီးရင်ကြက်သွန်ဖြူလေး၃လေး၅မွာအဲထည့်ပြီးတော့ထောင်းပါမယ်ပြီးရင်တော့ငပိလေးထည့်လိုက်ရတာမရေလိုက်ရလို့ပါအဲမယန်းတိရအရှင်စူးတဲ့အတွက်ကြောင့်မလို့ငပိကိုနည်းနည်းများများလေးထည့်ပါမယ်နော်ပြီးရင်မယန်းတိလေးတွေထည့်ပြီးတော့ထောင်းပါမယ်ကျင်ညက်နေအောင်ထောင်းပါမယ်ရှင် မြင်းသည်ကအရှင်စုတဲ့အတွက်ပဇွန်ကြောင်းမုံကိုတဇွန်ခွဲထည့်လိုက်ပါတယ်။ပြီးရင်သမာတော်အောင် ထထောင်းပါမယ်။ပြီးရင်စာဟင်းချုံမုံလေးပါတခါတည်းထည့်ပြီးတော့ထောင်းလိုက်ပါမယ်ရှင်။ရတာလေးတခါတည်းသမာတော်အောင်ပါ။ အရှင်အရင်မကြိုက်တဲ့လူတွေအတွက်ကတော့ကျွတ်နီလေးပပလေးလှီးပြီးတော့အဲစားလို့ရပါတယ်နော်ပြီးရင်အပေါ်ကနေပြီးတော့စီလေးအနှင်းငယ်စမ်းလိုက်ပြီးတော့မှစားကန်နေကြမှာနေစားမှာဖြစ်ပါတယ်ဒါလေးတွေကတော့ဒီနေ့အတွက် live ဖက်တဲ့ဟင်းတွဲပက်လေးဖြစ်ပါတယ်။မယန်းတီထောင်းလေးရဲ့ငါကြွတ်ကြွတ်ကလေးရဲ့အဲဘူးတီဟင်းဂျူရှူရှူလေးရဲ့ဒီသုံးမျိုးကအရင် live ဖက်တဲ့ဟင်းတွဲဆက်လေးဖြစ်ပါတယ်ရှင်။ အားလုံးလိုက်ရှယ်စားကြည့်ကြပါရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်